တသက်လုံးယူရမယ်စကားတစ်ခုသူပြောတယ်။ဒါပါလဲဆိုတော့မင်းရဲ့ဖြစ်ကိုကယ်ပါအောင်လေ။ဘာမှမလုပ်ပြလိုက်နိုင်ဘူးလေ။အဲ့ချိန်မှာအမကြောက်လို့အဲ့ဒါအဲ့လိုမျိုးမလုပ်ပါနဲ့အဲ့လိုမျိုးမလုပ်နဲ့ကြောက်လို့ကြောက်လို့ဆိုအမလည်းအဲ့လိုဖြစ်တဲ့အချိန်မှာသူချက်ချင်းထိလိုက်တယ်။စည်းစိတ်တက်တက်တယ်။အော်လောပေါင်ရိုးကျိုးတော့ငါကသူကစည်းစိတ်တက်တက်တယ်။ အဲ့ဒီစီးစိတ်တက်တက်ဟာပြန်တက်နေတာကိုသူကမသိဘူးမသိပဲနဲ့နေနေတာပေါ့ဖြားလိုက်အဲဖြားလိုက်အဲအားနေလိုက်ပေါ့နော်ဖြားလိုက်အားနေသွေးပေါင်ကြားလိုက်ပြီးတော့သူကအစားမဝင်လိုက်နဲ့သူကသူမျိုးမျိုးဖြစ်နေရဒါပေမဲ့ तू อ่ะအဲ့လိုမျိုးပေါ့ဟိုဟိုကောသွားလာလာလေးပဲပေါ့နော်အမနဲ့ तू တောက်လျှောက်သွားတယ်လုံနိုင်တယ်ဒီကြားတဲ့အခုနှစ်ခါရှက်တယ်အဲ့လိုမျိုးလေးတွေပေါ့ရှိတာပေါ့ပြီးတဲ့ခါကျတော့မှဒီနေ့မနေ့ကျတော့မှရုပ်တရက် तू ဒါလည်းအဲ့ အောက်ဆီဂျင်မိနစ်20ပဲကြာလိုက်သူအဲ့ရနိုးလာပြီးတော့အမောက်နိုးတဲ့အချိန်အဲအမောက်မရတော့ဘူးပို့လို့ပြောတဲ့အချိန်ညမောက်နေခြင်းလေဆိုတော့အချိန်မှာ तू ကဒီမှာထိုင်နေတယ်တမိရဲ့အရင်ဆို तू ကဒီ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 သူ့ရဲ့အခန်းထဲကဒရင်မမအိတ်တာအဲ့ဒါသူမောက်ခြင်းလေသူရုတ်တရက်တွန်းလိုက်လို့ရတယ်အခုကျတော့ဒီပေါ်မှာမောက် तू လုံးဝမထနိုင်ဘူးအမတယောက်ပဲ

ုံးသွားအရင်မြန်ဖြစ်သွားအဲ့ဒါပါပဲဒါကလေဥညီရဲ့ဟိုမီဒီယာဆိုတာဥညီရဲ့ကျေးဇူးရှင်တွေပါအဲ့ဒါအမအရင်ပြင်ပန်းနေဒီဂျားတဲ့မတိုင်ခင်မှာလည်းအရင်ပြင်ပန်းနေတယ်ဒါပေမဲ့တမင်မဖြေပြီးရအခုချိန်လေဘာမှလည်းမစားရသေးဘူးဒီလားရှင်နေလဲကွေးနေရအဲ့တော့ဒီဂျားတဲ့မှာအမအမအရာဆုံးတသက်လုံးယူရမယ်စကားတစ်ခုသူပြောတယ်အဲ့ဒါဘာလဲဆိုတော့မင်းရဲ့ဖြစ်ကိုပြေပါအောင်လို့ ။ဘာမှမလုပ်ပေးလိုက်နိုင်ဘူးလေ။အဲ့ချိန်မှာအမကြောက်လို့အဲ့ဒါငါအလိုမလုပ်ပါနဲ့အလိုမလုပ်ပါနဲ့ကြောက်လို့ကြောက်လို့ဆိုအမလည်းအဲ့လိုဖြစ်တဲ့အချိန်မှာ तू ချက်ချင်းထိလိုက်တယ်။ချက်ချင်းထိလိုက်တဲ့အချိန်မှာလည်း तू လုံးဝ तू တစ်ချက်တော့နည်းနည်းလေ तू မရတော့ဘူး။မရတော့ဘူးမရတော့ဘူးဆိုအချိန်မှာအမအရန်ကြောက်သွားတာကို तू မြင်ပြီးတော့ तू ချက်ချင်း तू ထိန်းချလိုက်တယ်။ထိန်းပြီးပြီးတော့ဖြည်းဖြည်းလေးပဲအချိန်မှာအမသူ့ကို သိတယ်အမလည်းသူ့တစ်ချက်ပြအဲ့လိုမျိုးတော့နော်ဖြစ်ပြီးချက်ချင်းမဲ့ကွာကိုသိထားပြီးကြည့်လိုက်တဲ့အချိန်မှာသူသွားရမယ်ဆိုတာသိတယ်အမဒီနေရာလေးကိုပုတ်ပေးပြီးတော့ဖះသာဘုဒ္ဓတရားမြတ်ကိစ္စမိတမတဲ့ခင်မူကြီးဆေဘာမာရာရှိတောင်းမယ်နော်ယောက်ျားဆိုပြီးတော့ဖြည်း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 ချင်းလေးပဲသူ့ပုတ်ပေးရနောက်ပြီးတော့ကလေးတွေလာတဲ့အချိန်မှာမှအကုန်လုံးဒီမှာဆိုတော့သူဒီလိုခောက်ခောက်ကြီးဖြစ်နေတော့အောက်ကိုအตาလေးရှော့ပြီးချလိုက်တဲ့အချိန်မှာသူလုံးဝအိပ်ပျော်သွားတာသူ့ရဲ့အဖြစ်ပြက်ပါ ဒါပေမဲ့ဟိုကိုကတော့လောဘအနေနဲ့ပြောရင်တဏှာကြီးတော့အချိန်ရကြတယ်တဏှာကြီးဆိုသူမသေးဘူးလေကလေးတွေလာတဲ့အချိန်က15မိနစ်ရှိတယ်ဒီပေါ်လာတဲ့အချိန်မှာ तू तू ဟာကအမဆွဲချလိုက်လို့ရှိရင် तू အယူလွဲတော့မယ်သိလား तू အယူလွဲတော့မယ်ငါအဲ့လိုမျိုးဖြစ်တော့မှာဆိုတော့အမသူ့အချိန်လေးကိုကြည့်အမညင်လိုက်တာညင်ပြီးတော့ခဏလေးအမတက်လာတဲ့အချိန်မှာအမတစ်တစ်ကလေးနေပါလို့ပြောလိုက်တဲ့အချိန်မှာအကုန်လုံးတက်လာတသားလေးနဲ့တစ်တစ်ကလေးနေကလေးတွေအကုန်လုံးတစ်တစ်ကလေးနေပြီးတော့သူ့ကိုစောင့်ကြည့်နေတဲ့အချိန်မှာအမဟိုဘက် ခဲကလာကူတယ်ဟိုဆာအောက်ဆီဂျင်ဘူးတွေလာကူတဲ့ချိန်မှာမှတစ်တစ်ကလေးပဲနေခဏလေးနေသူ့ဆောင်ပေးရမယ်လို့ထင်တယ်လို့ဆိုတာဆောင်ပေးရမယ်ချိန်မှာဆောင်တာပေါ့နော်ဆောင်လိုက်တဲ့ချိန်မှာ9မိနစ်လောက်ဆောင်လိုက်တဲ့ချိန်မှာသူကလုံးဝချက်သွားတယ်အဲ့ချိန်မှာဟိုသူ့ကိုဖေးလို့ဆိုပြီးတော့ခေါ်လိုက်တဲ့ချိန်မှာဇက်ကလဲနေအဲ့နဲ့အောက်ကိုသူတက်တက်တက်သားဖြစ်အောင်ဆိုပြီးအောက်ကိုချလိုက်တဲ့အချိန်မှာလုံးဝဒီလိုဖြစ်သွားဆုံးသွားပြီပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကျတော့မှသူဆုံးသွားပြီသေချာ တဆုံးသွားလောက်ပြီဒါပေမဲ့နှလုံးကခုန်နေသေးရဆိုတော့ငါတို့ကုလို့ရအောင်မလားဆိုပြီးတော့ဈေးုံခေါ်သွားတဲ့အချိန်မှာပဲဟုတ်ဥမာကသူကကြောက်ကက်သူ့ရဲ့အဓိကပြဿနာကြောက်ကက်ကြောက်ကက်မှာမှာမှာအောက်ဆီဂျင်ထိုးကြသွားအဲကြောက်ကက်ကကြောက်ကက်ဖြစ်ပြီးတွေးပေါင်ကြတယ်တွေးပေါင်နေကြတယ်တွေးအားနည်းတာပေါ့တွေးပေါင်ကြတာမဟုတ်တွေးအားနည်းတယ်ပြီးတော့ရုတ်တရက်အောက်ဆီဂျင်ပြတ်သွားသူဒီနေရာမှာထိုင်မှုမရတော့ဘူးလို့သူဟောလိုက် အဲ့လိုမျိုးဖြစ်သွားတာဟုတ်တယ်ဟုတ်တယ်မနေ့ရညအထိရွှေတောင်ထဲမှာကြေးဥသစနေတယ်ဒါပေမဲ့သူကကြောက်ကက်ဖြစ်နေရကြာပြီကြောက်ကက်ဖြစ်နေရကြာပြီဆိုတော့ဒီပေါင်ခွဲတဲ့ရဆိုနှစ်နှစ်ကျော်၃နှစ်လောက်ရှိနေပြီလေအဲ့ဒါပြန်တက်တာစီစိတ်ပြန်တက်တော့အဲ့လိုမျိုးဖြစ်နေတယ်လာရေးလာရေးစီစဉ်နေတာမာရီလေးလေးချိန်ပါလားလာရေးစီစဉ်တော့ဥမောင်တို့စီစဉ်နေတယ်အမအတို့တော့ဒီအိမ်မှာပဲအဲ့တဲ့အခန်းပိုင်းကြီးပြီးသွားတယ် နောက်ဆုံးနေတဲ့သူ့ရဲ့အရေးပေါ့ဒီနေ့မနေ့အချိန်မျိုးပြောရတယ်တနားလောက်အချိန်ရချင်းသူပြောတဲ့မေရဲ့ဖြစ်ကိုပြပါဦးဆိုတဲ့စကောင်းမလို့ပြောရှင်ကမောင်ရားအကိုတယ်လေအကိုတော့အမကရင်ပြရမယ်လို့ဒီချက်မှာတကယ်တော့အမလည်းကြောက်သွားတယ်ဒါပေမဲ့ကြောက်တဲ့အချိန်ကသူရောကိုယ်ရောစက္ကန့်ပါကြီး သူလက်ချက်ချင်းပြင်ထင်းလိုက်တယ်ကိုလက်ချက်ချင်းပြင်ထင်းပြီးတော့ချက်ချင်းဆွဲချလိုက်တယ်ပြီးတော့သူ့ကိုသူ့ကိုအဲ့လိုမျိုးဟာယောက်ျားခဏလေးခဏလေးဒီမှာမောက်မောက်မောက်ဆိုခုံနေယူခေါင်းအုံးနေထက်ပြီးတော့မောက်အမှန်မှန်လေးအမကအဲ့လိုမျိုးဟိုဟိုသူသူအဲ့ဒီအောက်ဆီဂျင်တွေပါတဲ့အိမ်မှာမရှိနေလိုက်တာနောက်ပြီးတော့အိမ်မှာလူခွဲလဲဒီသုံးအောင်ဖဲရှိတာဖြစ်သွားတာလဲပါတာပဲနော်အဲ့လိုမျိုးလေးပါအချိန်လေးတနိုင်လောက်ရရင်တော့ဒီမပေးလောက်ဘူးပေါ့